မင်္ဂလာပါရှင် တနင်္လာရီသတင်းအစီအစဉ်ကနေကြိုဆိုလိုက်ပါရစေဒီအစီအစဉ်ကိုဒိုဝဲဝက်ရှ်အဖွဲ့သားတွေကအစီအစဉ်တင်ဆက်ထားတာပါဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့စစ်ကောင်မရှင်အဖွဲ့ကဖွင့်လှစ်ပေးခဲ့တဲ့ဒိုဝဲတပိမျိုးပွဲရဲ့အခြေအနေတနင်္လာရီမျိုးနယ်ကန်တိုရွာမှာစစ်အာဏာရှင်တပ်ဖမ်းသွားတဲ့ဒေသခံ20ဦး၄ရက်ကြာတဲ့အထိပြန်မလွတ်သေးတဲ့သတင်းတဲချောင်းကတဲချောင်းကြီးရွာကိုတိုက်လေရင်နဲ့ပုံကျဲလို့ကလေးတူအပါအဝင်အရက်သားလေးဦးထင်ရရတဲ့အခြေအနေနဲ့ တဝဲမှာကထင်ပရိတာပင်အယောင်းသွက်ပြီးဖိဆာရိုက်တဲ့သူများတဲ့အကြောင်းတဝဲထောင်မှာနိုင်ချင်းတဦးသိဆုံးတဲ့အခြေအနေအော်တိုဘားလ15ရက်နေ့ကစပြီးဗတ်အစ်စ်အမည်စရင်းလျှောက်ထားဖို့ထိုင်းဆိုရထုတ်ပြန်တဲ့အကြောင်းစတဲ့သတင်းတွေကိုနားဆင်ရမှာပါရှင်တဝဲသူတဝဲသားတွေဦးစီးကျင်းပရဲဆိုတဲ့တဝဲရွေးရတပိတ်မျိုးပွဲကိုသတင်းကျွလာပြည့်နေ့ဒီကနေ့မနက်ကတဝဲမြို့ကန်နာလန်တဲခွင်းမှာအနာသိန်းစစ်ကော်မရှင်အဖွဲ့ကအခမ်းအနားနဲ့ဖဲချုပ်ပြောက်ဖွင့်လှစ်လိုက်ပါတယ် တပိတ်မျိုးပွဲဖွင့်ပွဲအခမ်းအနားကိုတိုင်းစစ်ကော်မရှင်ဝန်ကြီးချုပ်ဦးမြတ်ကိုကရင်တိုင်းဒေသရဲရဝန်ကြီးကံရံတိုင်းစစ်ဌာနတိုင်မှုနဲ့တဝဲလူမျိုးစုစည်းမှုကော်မတီဥက္ကဋ္ဌတို့ကဖဲချိုးဖျောက်ဖွင့်လက်ခဲ့တာပါအခုနှစ်တပိတ်မျိုးပွဲကျင်းပဖို့အတွက်တိုင်းစစ်ကော်မရှင်ကညမထွက်ရအမိန့်ကိုနှစ်ရက်ရုပ်သိမ်းကကျင်းပခဲ့တာကြောင့်အော်တိုဘာလ9ရက်နေ့ညကညလုံးပေါက်စီကားခဲ့တယ်လို့ဆိုပါတယ်။ဒါအပြင်တပိတ်အိုးအလှပြိုင်ပွဲကျင်းပပြီးဆုချင်းမြင့်ပေးခဲ့တယ်လို့ပအဝင်ဆင်နွှဲခဲ့သူတွေကပြောပါတယ်။ ကိုဗစ်ကာလမှာရပ်နားခဲ့တဲ့တပိတ်မျိုးပွဲကိုတိုင်းစစ်ကောင်စီကအာဏာသိမ်းပြီးနောက်ပိုင်း2022ခုနှစ်ကစပြီးပြန်လည်ကျင်းပခဲ့ပေမဲ့ပောက်ကွဲမှုတွေဖြစ်ခဲ့လို့ပအဝင်ဆင်နွဲသူတွေနေပါခဲ့ပါတယ်။အခုနှစ်မှာလည်းတပိတ်မျိုးပွဲကျင်းပမဲ့ area နာမှာမကျင်းပခင်အဖိန်နေနေလဲပိုင်းကပြစ်ခတ်တံတွေထပ်ပေါ်ခဲ့တယ်လို့ဆိုပါတယ်။ဒဝဲမြို့မှာရှိတဲ့ဝန်ကြီးအိမ်ရောင်ကိုလည်းတော်လိုင်းအင်အားစုတွေကညနေပိုင်းမှာ drone နဲ့ပုံချခဲ့လို့စစ်အာဏာရှင်တပ်သားတွေကအိမ်ရောင်အနီးတစ်ဝိုက်မှာအစစ်အစေးတင်ကြပ်ခဲ့တယ်လို့ဆိုပါရတယ်။ ဆီယနာသိမ်းပြီးနောက်ပိုင်းပြုလုပ်ခဲ့တဲ့တပိတ်မျိုးပွဲတွေထဲအခုနှစ်ဟာပေါဝင်စင်နွဲသူများလာပြီးပြည်လဲစီကားလာတဲ့နှစ်ဖြစ်တယ်လို့မြို့ခန့်တွေကပြောပါတယ်တဝယ်မီကန်နဘေးမှာရှိတဲ့ရက်ွက်တွေနဲ့တဲချောင်းမျိုးနဲ့လောင်းလုံးမျိုးနဲ့ကရွာတွေမှာကို့အစီစဉ်နဲ့ကိုတပိတ်မျိုးကြသူတွေလည်းရှိတယ်လို့ဒေတာခန့်တွေစီကသိရပါဗျာ။ တရင်ကျုကလာမတိုင်ခင်ကနှစ်ဖက်တိုက်ပွဲကြောင့်မိဆက်ချိုရင်ပြီးလောင်းလုံးမြို့နယ်မှာလျှက်စစ်မီပြတ်တောက်နေတဲ့အတွက်အခုနှစ်တရင်ကျုဟာတဝယ်မြင့်ရဲ့အရှိဖက်ချမ်းမှာမိထထိန်သားပြီးအနောက်ဖက်ချမ်းမှာတော့မိမောင်ခရရတဲ့တရင်ကျုကလာလို့ဆိုရမှာဖြစ်ပါတယ်။တနင်္လာရမျိုးနဲ့ကန်တူရွာမှာဆရာနာရှင်တက်ကဖန်ခဲ့တဲ့ဒေသခံ20လောက်ဟာလေးရကြတဲ့အထိပြန်မလွတ်သေးဘူးလို့ဒေသခံတွေစီကသိရပါဗျ။ အော်တိုဝါလာ3ရက်နေ့မနေ့မှာဆင်းနာရှင်တပ်သားတွေကကန်းတိုရွာဟောင်းဘက်ကိုစစ်ကြောင်းထိုးချင်းကန်းတိုရွာဟောင်းဘက်ကနေကန်းတိုရွာဘက်ကိုဇီးဝက်ဖို့လှိမ့်နဲ့ကူးလာတဲ့ဒေသခံ20လောက်ကိုဖမ်းဆီးခဲ့တာပါအဲ့ဒီဒေသခံတွေဟာအော်တိုဝါလာ6ရက်နေ့နေ့လယ်အထိပြန်မလွတ်သေးဘူးလို့သိရပါတယ်လှိမ့်နဲ့ဆင်းလာတဲ့အထက်ကဒေသခံ3ဦးစီးနင်းလိုက်ပါလာတဲ့လှိမ့်ငယ်ကိုတော့ပြန်လွှတ်လိုက်တယ်လို့ဒေသခံတွေကပြောပါတယ် လှေကြီးပေါ်ပါလာတဲ့ဒေတာခန်တွေကိုတော့ကမ်းပေါ်တက်ခိုင်းပြီးပြည်ထောင်စုလမ်းမကနေတဆင့်ဆေးအနာရှင်တက်ရဲ့အမှတ်ငန်းငန်းခွန်ချီမြတ်တရင်ကိုကောင်းနဲ့ခွန်ဆောင်သွားတယ်လို့သိရပါတယ်။အော်တိုဗလာ3ရက်နေ့ကလည်းကမ်းတို့ရွာဟောင်းကိုဆေးအနာရှင်တက်သားတွေစစ်ကြောင်းထိုးလာလို့တော်လှန်ရေးတပ်တွေနဲ့တိုက်ပွဲဖြစ်ခဲ့ပါသေးတယ်။ တဲချောင်းမြို့နယ်တောင်ပြောက်တိုင်းနယ်မှာရှိတဲ့တဲချောင်းကြီးရွာကိုအော်တိုဘာလ9ရက်နေ့ကတိုက်လေရင်နဲ့ဘုံကျဲတက်ခိုက်တဲ့အတွက်မင်းကလေးငယ်တဦးအပါအဝင်အရသား၄ဦးထဏ်ရာရသွားတယ်လို့ကရင်မျိုးသားစီယုံခင်းညူတမဟာလီကသတင်းထုတ်ပြန်ပါတယ်ဆရာနာရှင်တက်ကတိုက်လီရင်နဲ့ပုံကျဲတိုက်ခိုက်လို့အသက်၁၀နှစ်အရွယ်မင်းကလေးငယ်တဦးအပါအဝင်အသက်၆၁နှစ်အရွယ်ဒေါ်ချင်းအေးအသက်၅၀အရွယ်ဒေါ်မမာနဲ့အသက်၅၈နှစ်အရွယ်ဦးစိုးတို့ဒဏ်ရာရခဲ့တယ်လို့ဆိုပါရတယ်။ အဖွားတော်ကျင်အီကတော့ဒဏ်ရာပြင်းထန်တဲ့အတွက်ခြေတစ်ဖက်ဖျက်တောက်လိုက်ရတယ်လို့ပြောပါရတယ်။အဲ့ဒီဒေသမှာတိုက်ပွဲဖြစ်တဲ့ဆေးရည်လှူရှာတာတွေမရှိဘဲဆင်းရနာရှင်တက်ကဘုံလာကျဲရမှာဘုံနှလုံးကရွာထဲမှာကြာရောက်ပောက်ကွဲခဲ့တယ်လို့ဒေသခံတွေကဆိုပါရတယ်။တောင်ပြောက်တိုက်နယ်ထဲမှာရှိတဲ့တဲချောင်းကြီးကျွဲချံဝင်းကဖော်စတဲ့ရွာတွေကိုလည်းဆင်းရနာရှင်တက်က တိုက်ပွဲဖြစ်တာမရှိဘဲလင်းရင်နဲ့ဘုံကျဲတက်ခိုက်တာတွေမကြာခဏလှုပ်ဆောင်လေးရှိပါရတယ်။ ဒဝယ်မြို့မှာအခုနှစ်ကထိန်ခင်းသူများလို့ဗရိတာပင်တွေအယောင်တွက်နေပြီးကထိန်အလူဖိတ်ဆာရိုက်တဲ့သူလည်းများလာပါတယ်။ငွေစက်ကူကအလောက်ပုံဖော်ပြုလုပ်ထားတဲ့ကထိန်ဗရိတာပင်တွေအယောင်တွက်နေတာလို့ကထိန်ဗရိတာပင်ပြုလုပ်ရောင်းချသူတချို့ကပြောပါတယ်။အလောက်ပုံဖော်ထားတဲ့ကထိန်ဗရိတာပင်ကိုတစ်သားဖော့ဝါနဲ့ရောင်စုံစက်ကူတွေသုံးပြီးကော်နက်ကတ်ကဒေါင်းနဲ့အစီဒီပုံတွေပုံဖော်ထုတ်လုပ်ခဲ့ကြတာဖြစ်ပါတယ်။အနာသိန်းဆောက်ဖြစ်တဲ့2021ခုနှစ်ကစပြီးကထိန်အလူအတန်းတွေမရှိသလောက်ဖြစ်သွားခဲ့ပါတယ်။ ီးခရက်နှစ်ကထင်ရာတီအကျိုးဖြစ်တဲ့အခုလိုအချိန်မှာကထင်ပရိသာပင်မှာယူသူနေတဲ့အတွက်ကထင်ပရိသာပင်ထုတ်လုပ်မှုမရှိသလောက်နေပါခဲ့တယ်လို့ကထင်ပရိသာပင်ပြုလုပ်နေတဲ့ဒဝဲမြို့ခန့်မြို့သားတို့ကဆိုပါတယ်အခုနှစ်ကထင်အကျိုးကာလမှာမှမာယူသူတိတိတတများလာပြီးကထင်ပရိသာပင်အကြီးအတွက်60အထိထုတ်လုပ်ရောင်းချခဲ့ပြီးဇီရီပုံနဲ့ဒေါင်းပုံပရိသာပင်တစ်ခုကိုလက်ကားစင်းတော့4500ကျန်းနဲ့ထုတ်လုပ်ရောင်းချပေးနေတယ်လို့ဆိုပါရတယ်။ ဒါအပြင်ဒေါ်ဝေဒေတာမှာအခုနှစ်ကထိန်အလှူအရင်နှစ်ကထက်ပိုများလာတယ်လို့ဖိတ်စာလုပ်ငန်းလုပ်သူတချို့စီကသိရပြီးအခုနှစ်မှာကထိန်အလှူတွေကိုမလုပ်ဖို့တားမြစ်တာမရှိလို့ပိုလုံးလာတာဖြစ်နိုင်တယ်လို့ဒေတာခန့်တချို့ကပြောဆိုကြပါဗျ။တော်ရဲ့အချင်းထောင်မှာနိုင်ငံရေးအချင်းသားအမျိုးသားတူလုံလောက်တဲ့အစည်းအဝါကုသမှုမရတဲ့အတွက်ယောဂအခြေအနေဆိုပြီးတိတ်ဆုံသွားတယ်လို့တော်ရဲ့နိုင်ငံရေးအချင်းသားများကွန်ရက် DPPN ကအောက်တိုဘာလ၄ရက်နေ့မှာထုတ်ပြန်ပါတယ်။ အဲ့ဒီနိုင်ငံရဲ့အကျဉ်းသားဟာဒဝယ်မြို့နယ်ရှင်မုတ်ထီးရွာကအသက်48နှစ်အရွယ်ကိုအောင်ကိုဦးဖြစ်ပြီးဒဝယ်စေယုံကြီးအကျဉ်းသားကုသဆောင်မှာဆေးကုသနေရင်အော်တိုဘာလ3ရက်နေ့ညပိုင်းမှာနှလုံးအမောဖောက်သိဆုံးသွားတာပါအကျဉ်းချခံနေရခြင်းကိုအောင်ကိုရဲ့အမေရဲ့အခြေအနေဆိုးရွားလာပြီးမကြာခဏစေယုံတယောက်နေရသူဖြစ်တာကြောင့်ကုသမှုခံယူခွင့်ရပေမဲ့လည်းလုံလောက်တဲ့အမေရဲ့ဆောင်ရှောင်မမရခဲ့တဲ့အတွက်ယောဂအခြေအနေပိုဆိုးဝါခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြပါဗျာ ကိုအောင်ကိုဦးဟာဆင်းအနာသိတဲ့2021ခုနှစ်ကတည်းကဖမ်းဆီးခံရပြီးပုံမှန်905ကကြီးအပြင်ဖောက်ခွဲရေးပြမှုပုံမှန်တွေနဲ့ထောင်နဲ့ရှင်းနဲ့အမိန့်ချခံထားရသူဖြစ်ပြီးရှော့ရက်ခံစားခွင့်တွေနဲ့လောင်မဲ2026ခုနှစ်မှာပြန်လည်မဲ့သူဖြစ်တယ်လို့နိုင်ငံရေးအကျဉ်းသားရဲ့မိသားစုအတိုင်းဝိုင်းစီကသိရပါဗျ။တော်ဝဲအကျဉ်းထောင်မှာ2023ခုနှစ်နဲ့2024ခုနှစ်တွင်မှဆရာဝန်တဦးကွယ်လွန်ပြီးစီမှုတဦး CDM လုပ်သွားတဲ့နောက်ပိုင်းလိုအပ်တဲ့ဝန်ထမ်းအကြီးအကျယ်အတွက်ပြန်လည်ဖြစ်တင်းနိုင်တော်မရှိဘူးလို့ DPPM ဖွဲ့ဝင်တဦးကပြောပါရယ်။ ဒါအပြင်တဝက်အချင်းထောင်မှာအနာသိမ့်ပြီးနောက်ပိုင်းဖန်စီခံရတဲ့နိုင်ငံရေးအကျဉ်းသားတွေထဲမှာစေကူတော်မှုခံယူနေခြင်းတိတ်ဆုံးသူနိုင်ငံရေးအကျဉ်းသား၃ဦးအထိရှိပြီဖြစ်တယ်လို့ TPPN ရဲ့မှတ်တမ်းတွေအရသိရပါတယ်။ထိုင်းနိုင်ငံထဲမှာရှိတဲ့အထောက်ထားမဲ့မြန်မာနိုင်ငံသားတွေအပါအဝင်ရွှေပြောင်းလုပ်သမားတွေအော်တိုဘားလ15ရက်နေ့ကစလို့အလုံလုံခွင့်လက်မှတ်ပန်းရောင်ဘတ်အသစ်လုပ်ဖို့အမည်စရင်တည်သိမ်းနိုင်မှာဖြစ်တယ်လို့ထိုင်းလုပ်သမားဝန်ကြီးဌာနကဒီနေ့မှထုတ်ပြန်ကြေညာလိုက်ပါတယ်။ ပြီးခဲ့တဲ့ဩဂုတ်လ16ရက်နေ့အစည်းအဝေးဆုံးဖြတ်ချက်အရမြန်မာ၊လာအို၊ကမ္ဘောဒီးယား၊ဗီယက်နမ်လေးနိုင်ငံကထောက်ထားမဲ့ရွှေ့ပြောင်းလုပ်သမားတွေကိုတရားဝင်အလုံးလုံးခွင့်မှတ်ပုံတင်ဖို့အော်တိုဗလာ15ရက်နေ့ကစပြီးရှောက်ထားခွင့်ပြုမယ်လို့ဖော်ပြပါတယ်။ပယောင်ဘယ်လိုပို့ပထမအဆင့်ဖြစ်တဲ့အမည်စရင်း name list တင်သွင်းတော့ကိုလောင်မဲ့အော်တိုဘားလ15ရက်နေ့ကစပြီး29ရက်နေ့အထိ15ရက်ကြာခွင့်ပြုသွားမယ်လို့ထုတ်ပြန်ထားပါဗျာ။ အမြင်စရဲတင်သွင်းပြီးတဲ့အလုပ်သမားတွေကနောက်တဆင့်ဖြစ်တဲ့ဆေးရုံမှာသွေးစစ်တာအလုပ်လုပ်ခွင့်လက်မှတ်ဝတ်ပါမယ့်အတွက်ငွေသွင်းတာတွေကို2025ခုနှစ်အောက်တိုဘာလ30ရက်နေ့ကနေဒီဇင်ဘာလ26ရက်နေ့အထိရက်60အတွင်းပြုလုပ်ရမှာဖြစ်တယ်လို့ဖော်ပြထားပါတယ်နောက်ထပ်ထိုင်းလဝကမှာလက်ဝေနှိပ်တာဗီဇာရယူတာတွေကိုဆက်လုပ်ရမှာဖြစ်ပြီး2026ခုနှစ်အောက်တိုဘာလ14ရက်နေ့အထိထိုင်းနိုင်ငံအတွင်းအလုပ်လုပ်ခွင့်တစ်နှစ်သက်တမ်းရမယ်လို့ဆိုပါတယ်။ ဒါအပြင်အလုံးလုံးခွင့်လက်မှတ်အတစ်လုပ်ဖို့အတွက်ထိုင်းဆိုရစီကိုကုန်ကြမ်းငွေစုစုပေါင်း2980ဘတ်ကနေ3880ဘတ်ပဲကုန်ကြမ်းမှာဖြစ်တယ်လို့ဆိုပါရယ်။အခုထုတ်ပြန်ချက်မှာအလုံးလုံးခွင့်လက်မှတ်အတစ်လျှောက်ထားမဲ့သူတွေအနေနဲ့နိုင်ငံကူးလက်မှတ်ဒါမှမဟုတ်မြေသူမြေဝါဖြစ်ကြောင်တသက်ခံလက်မှတ် CI စာအုပ်ရှိရင်တပါးရဲလျှောက်ထားနိုင်တယ်လို့လည်းကြေညာထားပါရယ်။အခုလိုနားဆင်ပေးခဲ့တဲ့အတွက်အထူးကျေးဇူးတင်ရှိပါရရှင်။ မြန်မာနိုင်ငံသားများကပ်ဘေးအပေါင်းကနေအမြန်ဆုံးလွတ်မြောက်ပါစေလို့ဒိုဝဲဝက်အဖွဲ့သားတွေကဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။